ဟယ်လိုအားလုံးမင်္ဂလာပါဘူပေါ်မချန်ကနေယူဆိုပါရယ်ဒီနေ့ညမှာကြည်ကောင်းပဲပွဲစဉ်တပွဲကဒါစရုဒါစင်ဖြစ်ပေါ့နော်ဒီ EFN ကမှရှင်မင်းကစားမဲ့လီဗာပူးနဲ့ခရစ်စတယ်ဘဲလီစတိုရဲ့ပွဲပါညီကတို့ရောဘလူးမင်းရလဲဘဲတင်းကဘလူးရလက်တွေထွက်ပေါ်လာမယ်ထင်ကြပါရယ်လီဗာပူးအသင်းနေနဲ့ရှုံးပွဲတွေဇက်တိုက်တွေဂျုံနေရတော့ပေါ့နော်သူတို့ရဲ့ရှုံးပွဲတွေကိုအဓိကစပြီးဂျုံစီလို့ဂျုံစီခဲ့တဲ့ခရစ်စတယ်ဘဲလီကို အနိုင်ယူနိုင်မလား Crystal Palace ရဲ့ဘက်ကပဲ OK ဒီကောင်တွေတော့တိုင်ပတ်နေတယ်ငါတို့အတွက်ဒီနိုင်ပွဲကမဟုတ်ဒီပွဲကနိုင်ပွဲယူဖို့အတွက်အချိန်ကြီးကောင်းပဲဆိုပြီးတော့ကျွန်တော်သာယူလာမလားညီကတို့ဘယ်လိုမြင်ကြလဲဒီပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ကျွန်တော်ရှေ့ကအသင်းကြီးတွေမှာပြောသလိုပဲဒီပွဲကဘာလို့ Liverpool အသင်းတွက်ကဒီဖလားကန်ခွင့်မရတော့လို့ဘာမှသိဖြစ်သွားမယ်တဲ့မှာမပါဘူးပေါ့နော် Champions League ဒီကစားနေရတယ် Premier League ဒီကန်နေရတာဖြစ်တဲ့အတွက်အခွင့်အရေးလေးအများကြီးကျင်နေသေးတဲ့အချိန်မျိုးတွေမှာအဲ့ဒီပြိုင်ပွဲနှစ်ခုကိုပဲလီဗာပူးတင်းကအာယုံစိုက်တင်တာ ။ဒါပေမဲ့ပြဿနာကလီဗာပူးတင်းတို့ကဘယ်ပြိုင်ပွဲမှမဆိုနိုင်ပွဲလေးတွေကအရေးကြီးနေတယ်။သူတို့ပြင်အာနီစလော့အနေနဲ့တကယ်ပြဿနာတွေတက်နေတဲ့အခြေအနေမျိုးမှာဒီလိုပြိုင်ပွဲမှာအနိုင်ရဖို့ကအရေးကြီးပါတယ်။ကစားမတွေရဲ့စိတ်တက်တွေကိုပြောင်းပြန်ပြန်လည်နိုင်မှုဆိုရင်နိုင်ပွဲတွေကအရေးကြီးတယ်။ဆိုတော့ဒီညမှာဖိုးပြိုင်ပွဲဒီပြိုင်ပွဲဖြစ်မနေတော့ဘဲနဲ့တကယ်တကယ်ပေါ့နော်သူတို့ကအနံယူခဲ့မှုတဲ့ Crystal Palace နဲ့တွေ့တဲ့အခါမှာပြန်ပြီးတော့နိုင်ပွဲရအောင်လုပ်နိုင်နေဆိုရင်အတိုင်းအတာတစ်ခုဒီလက်ရှိအခြေအနေတွေကို ဟန်နရောင်းလုပ်ဖို့အတွက်အခွင့်အရေးကောင်းလို့ကျွန်တော်တို့မြင်တယ်။ဆိုတော့ Crystal Palace ဘက်ကကြည့်ရင်တော့ Palace ကဒီပွဲကိုအသေးအတင်ကစားသင့်တဲ့ပွဲမျိုးပါ။ Palace နေနဲ့ Liverpool တင်းကို Premier League မှာအိမ်ခွင်းမှာတောင်မှသူတို့တွေ Premier League နော်အနိုင်ယူနိုင်စွမ်းရှိတယ်အဲ့မဲ့လီဘောက်တင်းရဲ့အကွင့်မှာသွားကစားပြီးဆိုလို့ရှိရင်တော့ပဲလီစ်တွက်ကတော့ chance အဲ့လောက်ရှိချင်မှရှိပါတော့မယ်။ဟိုတခုရှိတာကတော့ပဲလီစ်ကအာဆင်နယ်တော့မှမနေကစားခဲ့ရတာပါ။မနေကစားခဲ့ရတာဆိုတာ ဂိုးရဖို့အတွက်ပေါ့နော်အာဆနယ်အာဆနယ်တော့မနေကစားခဲ့ရပြီးတော့ဒီလိုအချိန်ဒီမျိုးမှာပဲလစ်ရဲ့ကြစ်လစ်မှုတွေကိုကျွန်တော်တို့ကရှော့တွက်လို့မရဘူးခရစ်စတန်ဘဲလစ်မှာဝင်းဘက်စ်တွေကအတက်စင်းနေတအားကောင်းပြီးတော့ပေါ့နော်ဟိုမေရသက်ဇုံနဲ့မှာသူတို့အနေနဲ့ pressing သွားတဲ့အခါမျိုးတွေမှာအရင်က aggressive ဖြစ်တဲ့ပုံစံမျိုးတွေကျွန်တော်တို့သွားပြီးတော့ပြိုင်ဘက်ကိုကစားကွက်တည်လို့မရအောင်ကျွန်တော်တို့လှုပ်ထားတာ ။ဒါ့အပြင်မာတီတာကလည်းလက်ရှိမှာ form အရင်ကောင်းနေပြီးတော့တကယ်ကောင်းတဲ့ performance တွေပြနေတယ်။ကွင်းထဲမှာဆိုလို့ရှိရင်လည်း Watson ကတကယ်ကိုတည်ငြိမ်တဲ့ performance ပြနေပြီးတော့ Kansas တီမှာလည်းတော်တော်ကို၃ယောက်တန်းကတော်တော်လေးကိုကြစ်လက်ပါတယ်။ Individuals ပိုင်းတွေမှာလည်းအားနည်းချက်တွေမရှိဘူးဆိုတော့ Crystal Palace ကို Liverpool တင်းတော်တော်ကြီးကိုခက်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 ကစားရအောင်ပဲပွဲမျိုးပါ။ ဒါကြောင့်ကျွန်တော်ဒီပွဲကလေဘာဦးတင်တို့ကဘလူးမန်ကိုလွယ်ကူမနေဘူးလို့ကျွန်တော်ယူဆတာပေါ့နော်။တခုရှိတာကတော့ Crystal Palace တို့ကဒီပြိုင်ပွဲဟာအင်မတန်ရေးကြည်ပါတယ်။ Premier League မှာလည်းသူတို့တက်တဲ့နေမြာပြန်ပဲဒီကိုဒုက္ခပေးနေတယ်ဆိုပေမဲ့လို့ဖလားရီပါအကြောင်းကျွန်တော်ပြောတဲ့အခါမှာ Palace တို့ကဘလူးမန်ကျွန်တော်မလွယ်ပါဘူး။နော်ဘလူးမန်ကျွန်တော်မလွယ်ဘူးဆိုတော့ဒါကြောင့်ဒီဖလားဒီ Crystal Palace တို့ကအများကြီးရေးကြည်ပါတယ်။အများကြီးရေးကြည်ပါတယ်ဆိုတော့လေဘာဦးတင်ရဲ့ဘက်ကလည်းသူတို့ဒီဒါပြီးလို့ရှိရင် weekend မှာပေါ့နော် နေနေခတ်တဲ့အသင်းနဲ့ကစားရမယ်ဒါပြီးရင် Champions League မှာ Real Madrid နဲ့ကစားရမယ်ဆိုတော့ဒီလိုပွဲမျိုးမှာကစားအဓိကကစားမားတွေပြဿနာဖြစ်သွားလို့ကျွန်တော်မရဘူးအဲ့ဒီတော့နီးပြအာနီစလော့အနေနဲ့အပြောင်းလဲတွေကလှုပ်ချင်လှုပ်လာမှာတိုက်စစ်မှာဆိုလို့ရှိရင်ဘောနော်အပြောင်းလဲတွေလှုပ်လာမလားပေါ့ဒါမှမဟုတ်ဆိုလို့ရှိရင် Fabrico Chiesa တို့ကိုတောင်းမန်ဒီမှာပွဲထုတ်လာမလားပေါ့ကွင်းလေဒီမှာပေါ့နော်ကျွန်တော် Jones တို့ပါလို့ကိုနေရာပေးပြီးတော့ကျွန်တော်တို့ဒါအပြောင်းလဲတွေပါလေကျွန်တော်လှုပ်လာမလားပေါ့ဒါတွေကကျွန်တော်တို့အရင်စိတ်ဝင်စားဖို့ကောင်းတဲ့အရာမျိုးတွေပါဒါကြောင့်ကျွန်တော်တို့အနေနဲ့ နော်ဒီပွဲကဗောနော်ဘယ်လိုပြောမလဲအဲ့လိုအပြောင်းလဲနေတာကျွန်တော်လှုပ်လာမယ်ဆိုလို့ရှိရင် Crystal Palace တွေကလည်းချန်ရှိနေတယ်ဘာလို့လဲဆိုတော့ Palace ကအမှန်ကန်ကစားမှာပဲသူတို့တွေကဒီပွဲကအရေးကြီးတာကိုဒါပေမဲ့လည်းလို့ Liverpool Liverpool ဟာလုံးဝနိုင်ကိုနိုင်ရမယ့်ပွဲပါ Liverpool လုံးဝနိုင်ကိုနိုင်ရမယ့်ပွဲမနိုင်ဘူးဆိုရင်တော့ကျွန်တော်ကတော့ Arsenal Arsenal ရဲ့အနာဂတ်ကလာမယ့်3-4ပွဲမှာနေမနီကဗီဒီယိုထဲမှာပြောသလိုပဲပြီးသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ကျွန်တော်စဉ်းစားကြည့်ဗျာ Liverpool တင်းဟာ အိမ်ဝင်းမှာ Crystal Palace ကိုလက်ခံကစားမယ်သူတို့အိမ်ဝင်းကို၃ဘွဲစတိုက်ကစားမှာပါအဲ့တော့ကစားမားတွေရဲ့ moral ဘိုင်းတွေပြန်မြင့်လာဖို့ကစားမားတွေအနေနဲ့ပေါ့နော် confidence တွေပြန်ရှိလာဖို့ဆိုလို့ရှိရင်အာနီစရိုရဲ့ဘက်ကလည်းပွဲတစ်ပွဲကိုအနိုင်ရဖို့အတွက်စီပြင်ဆင်မှုတွေတော့လိုတာပေါ့လေရှေ့ဦးပြောင်းလဲမှုတွေတော့လိုတာပေါ့အလုံးမဖြစ်ပါဘူးဆိုတဲ့အရာကြီးကိုအလုံးဖြစ်ချင်အောင်ဆောင်ပြီးတော့ကျွန်တော်ရှစ်ဆက်သွားခြင်းလို့ကျွန်တော်မရဘူးဆိုတော့လူလဘောက်တိမှာရှိတဲ့ကစားမားတွေကလူညံ့နေမဟုတ်ဘူးပေါ့နော်ဒီကောင်းဒီမှာကစားမားကောင်းနေကြီးပဲပိုင်ဆိုင်ထားတယ်နေရာတိုင်းမှာ quality ကစားမားတွေကြီးပဲပိုင်ဆိုင်ထားတယ်။အနည်းပြသွားခြင်းနဲ့ပုံစံနဲ့ကစားမားတချို့ profile တွေနဲ့မကန့်ညီတာတွေကြောင့်ရုန်းကန်နေရတာတွေကလွဲရင်ကစားမားတွေရရက်လက်တီကိုပြောင်းလဲနိုင်စွမ်းရှိတဲ့သူတွေကများတယ်။ဆိုတော့အဲ့ဒါကို Anislo ကကစားမားတွေကိုကျွန်တော်တို့နေပေါ့နော်။လုံးဝ profile မှန်အောင်သူကတုံးနိုင်မှုကျွန်တော်လိုတာ။ပြဿနာကလည်းတော့ဒီမှာသူပုံဖော်ခြင်းနဲ့အတိုင်းကိုကျွန်တော်သွားနေတဲ့အခါမှာတချို့ကစားမားတွေကပြဿနာကြီးပါတယ်။အဲ့ဒါနဲ့ပဲလက်ရှိမှာဆိုလို့ရှိရင်ကမောက်ကမတွေဖြစ်ပြီးတော့တိုင်ပက်နေရတာအဲ့ဒီတော့လာမယ့်အိမ်ဝင်း၃ပွဲမှာအာနစ်စလိုရဲ့အနာဂတ်ဟာ အများကြီးစကားပြောတော့မှာပါဒါအပြင်ရှေ့လာမယ့်ပွဲတွေကမလွယ်ပါဘူးကျွန်တော်တို့အခုလက်ရှိ Crystal Palace ဆိုတာသူတို့ကိုပရီးမီးယားလိမှာအနိုင်ယူထားတဲ့အသင်းပါအဲ့ဒီမတိုင်ခင်เนาะကျွန်တော်တို့ဒီယာယီမဆတင်ခင်မှာလည်းကျွန်တော်တို့ဒီ community တိုင်းမှာဆိုလို့ရှိရင် Palace ကပေါ့เนาะကျွန်တော်အနိုင်ထက်ယူထားတဲ့အသင်းမျိုးပါဆိုတော့ Liverpool တင်ဟာ Crystal Palace နဲ့နောက်ဆုံးတွေးဆုံထားတဲ့နှစ်ချိန်မှာနှစ်ချိန်စလုံးရှုံးနေထားတဲ့အနေအထားမျိုးဒါဟာ Palace အတွက်တော့လုံးဝ confidence မြင့်စရာအခြေအနေမျိုးကြီး Liverpool တင်အတွက်တော့ okay ငါတို့ဒီဒီအာကိုပြောင်းလဲနိုင်စွမ်းရှိရင်အခြေအနေကောင်းနိုင်မယ်ဆိုတဲ့ပုံစံမျိုးကြီး ဆိုတော့ဒါပြီးရင်လီဗာပူးတင်းကအက်စတိုမီလာကိုအိမ်ခွင့်မှာလက်ခံကစားရမယ်မန်ချက်စတာစီးတီးကိုအီဗီလာကအိမ်ခွင့်မှာနိုင်ထားတာပါဆိုတော့အီဗီလာရဲ့ဘက်ကလည်းပြန်ပြီးတော့ဘွန်တော့တကယ်အန်ဒီအများတဲ့ကလပ်တင်းတစ်ခုပြေကျွန်တော်မြင်လာရပြီအဲ့တော့လီဗာပူးတင်းတို့အိမ်ခွင့်ဖြစ်ပါစေအောင်တော့မလွယ်ပါဘူးလီဗာပူးတင်းကဒီယာဒီမှာတိုင်ပတ်နေတာအိမ်ခွင့်ကိုအဝေးခွင့်ကိုအဲ့တော့အီဗီလာကတို့သူတို့ကိုဒုက္ခပေးနိုင်စွမ်းရှိနေတယ်အဲ့ဒါလိုပဲအဲ့ဒီအီဗီလာနဲ့ပွဲပြီးပြီဆိုတာနဲ့ရီယယ်မက်ထရစ်နဲ့ကျွန်တော်ကစားမှာ ဲ့တော့အဲ့ဒါပြီးပြီဆိုတာနဲ့ Manchester City ကွင်းကိုလေဘာဦးတင်ကသွားကစားမယ်ဆိုတော့ရှေ့လာမဲ့၄ဘွဲကဒီညကစလို့လေဘာဦးတင်တို့ကဘလိုမှန်ကိုမလွှဲတာဒါတွေကိုကျွန်တော်အနေနဲ့ပေါ့နော်လေဘာဦးတင်အနေနဲ့ပြောင်းပြန်လှန်နိုင်မှုဆိုလို့ရှိရင်ဒီညဘွဲကစပြီးတော့အနိုင်ရဖို့လိုပါတယ်အဲ့တော့ Crystal Palace ကတော့လီဗာပူးလ်တင်းနဲ့တွေ့တိုင်းနောက်ဆုံးပွဲဒီမှာတော်တော်ကိုရလက်ကောင်းတဲ့အသင်ဖြစ်လို့ပြထားတယ်။လီဗာပူးလ်တင်းကပဒါကိုပြောင်းပြန်လှန်ပြနိုင်မှုကျွန်တော်ကြိုးပမ်းမှာ။ဒါကြောင့်ပါနော်။လီဗာပူးလ်တို့ရဲ့လက်ရှိကာရာဘောင်းတို့ဘာလို့ဆိုတာမျိုးက လို့ပြောမလဲတကယ်တမ်းတွေးကြည့်ကြရင်မနိုင်တော့မှဘာမှမဖြစ်တဲ့ဘာမှမဖြစ်တဲ့ပွဲမျိုးကြီကွဲစရာတိတ်မရှိတဲ့ပွဲမျိုးဟာပုံမှန်ဆိုရင်ပေါ့နော်သူတို့မှဒီတဲ့ပူပြီးတော့ကြီးတဲ့ပြိုင်ပွဲတွေကိုအာယုံဆိုင်ကစားသိမ့်လို့ပဲသို့တော်လည်းပဲလက်ရှိမှာကနိုင်ပွဲတီအများကြီးရေးကြည့်နေတာဒီနိုင်ပွဲရမှလာမယ့်ပွဲတွေအတွက်ကစားမတွေက confidence ရှိနိုင်မှာစိတ်သက်တည်းအပြောင်းလဲကျွန်တော်ပြန်ဖြစ်နိုင်မှာအဲ့တော့ဒီပွဲရလက်ကအများကြီးရေးကြည့်ပါလေဖလားကရေးကြည့်ချင်မှကြည့်လိမ့်မယ်ဒါပေမဲ့ဒီပွဲရလက်က လီဗာပူးတင်တွေအရင်အရေးကြီးပါတယ်။ဒါကြောင့် Crystal Palace ကိုအိမ်ဝင်းမှာလီဗာပူးတင်ကမှဖြစ်မနေနိုင်ဖို့ကြိုးပမ်းရမယ်ပွဲမျိုးပါ။နိုင်ပွဲပြန်ပြီးတော့ယူနိုက်တက်အခြေအနေကောင်းတစ်ခုမှာပိုင်ဆိုင်ထားတယ်လို့ကျွန်တော်ထင်တယ်။ညီကလေးရောဘယ်လိုမြင်ကြလဲဒါအိမ်ဝင်းလည်းဖြစ်တယ်ဆိုတော့ဆွေးနွေးကြပါအောင်။အားလုံးကိုချစ်သီးများကြပါမယ်။